လာမယ့်အာဇာနည်နေ့မှာကလင်းရန်ကုန်ကမ်ပိန်းအမိုက်ကောက်လှုံ့ဆော်မှုပြုလုပ်မှာဖြစ်တယ်လို့သိရပါဗျ။ အဆိုပါအမိုက်ကောက်ကမ်ပိန်းကိုရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီပဝင်းချင်းထိန်သိမ်းရေးနဲ့တန်ရှင်ရေးဌာနပရဟိတလူမှုရေးအဖွဲ့အစည်းပေါင်း40ကျော်ပူးပေါင်းပြုလုပ်သွားမှာဖြစ်ပြီးလူအင်အား1000ကျော်ကန်ပါဝင်ဆောင်ရွက်မှာဖြစ်ကညနေ3နာရီမှ6နာရီထိပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါကမ်ပိန်းအတွက်စီစဉ်ဆောင်ရွက်ထားမှုနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီပဝင်းချင်းထိန်သိမ်းရေးနဲ့တန်ရှင်ရေးဌာနလက်ထောက်ဌာနမှဦးစော်ဝင်းနိုင်ကတော့အခုလိုပဲ ည်းပြောပါဗျ။ဒီလိုဆိုင်မှုဘိုင်းမှာကျွန်တော်တို့ဘောင်းမြင့်တင်းတင်းနဲ့တန်ရှင်းဌာနအနေနဲ့လူရ30မိုက်သိန်းလဲ6စီမိုက်သိန်းကဒရန်ရင်ကျွန်တော်တို့၄စီလားဒီပဲကျွန်တော်တို့ကွန်ပတာရင်2စီနဲ့ကျွန်တော်တို့ဌာနအနေနဲ့ပူပေါင်းပေါင်းအဆောင်ရပေးမှာဖြစ်ပါတယ်။ဒီကားထဲမှာကျွန်တော်တို့ဆွေရလုပ်ပါမယ်။ group ၃ခုခွဲပါမယ်။ကျွန်တော်တို့ group 1 group 2 group 3 3ဆိုပြီးတော့ဒါဆိုအုပ်စု၃စုခွဲပြီးဆောင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်လန်းကျွန်တော်တို့ တော့ shop ပေါ့တော့ shop ကဥိဇာလန်းကြီးကျွန်တော်တို့တစ်ပွက်သွားပါမယ် group 1အလားတူပဲကျွန်တော်တို့ group 2ကတော့ဒီလန်းကနေပြီးတော့ကျွန်တော်တို့စံကြောင်းမြို့နယ်မကြီးကြီးလန်းကျွန်တော်လန်းကျွန်တော်တို့ကျွန်တော်ကျောင်းရှေ့ကနေပြီးတော့ကျွန်တော်တို့ဘရုံမာလန်းစံကြောင်းလန်းဆန်ကြောင်းလမ်းนี่ကျွန်တော်ပြည်လမ်းကိုပြန်လာပြီးတော့ပြည်ကားထဲမှာကျွန်တော်တို့ပြန်ဆုတ်มาဖြစ်ပါတယ်။အလားတူပဲ group 3အနေနဲ့ကတော့ကျွန်တော်တို့ဒီမြေနီကုန်းမီပွက်တဝိုက်ပေါ့ကျွန်တော်တို့ဂုံတရအောက်မှာဒါကျွန်တော်တို့ group 3ကနေပြီးတော့ဆူရဲ့အနေ သုံးစုဖွဲ့ပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ကျွန်တော်တို့ဆောင်ရွက်မဲ့အချိန်ကတော့ညနေ3:00နာရီနဲ့6:00နာရီဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ဒီကလင်းရံကုန် campaign mic of lotion ကိုဆောင်ရွက်တဲ့ရွေးချက်ကတော့ပြည်သူလူထုကအမှိုက်နဲ့ပတ်သက်လာရင်သူတို့မှလည်းတောင်းရှိတယ်။အမှိုက်နဲ့ပတ်သက်လို့စီကံစနစ်ကျဆွံ့ပြတ်တတ်တဲ့လေ့ကျင့်ကောင်းအမှုကျင့်ကောင်းတွေရရှိစေဖို့ရည်ရွယ်ပြီးတော့ကလင်းရံကုန် campaign mic of lotion ကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လင်းရန်ကုန်ကမ်ပိန်းအမိုက်ကောက်လှုပ်ရှားမှုဟာအခုဆိုရင်၃ချိန်မြောက်ရှိပြီးကစုံလာပြည်နယ်ရွှေဒဂုံဘုရားပတ်လည်မှာတစ်ချိန်ဇွန်လ၁၇ရက်နေ့ကမဟာဗန္ဓုလပန်းကျန်ရှိမှာတစ်ချိန်ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ရန်ကုန်မြို့တော်စီပင်တာယာရေးကော်မတီပဝင်းချင်းထိန်သိရေးနဲ့တန်ရှင်းရေးဌာနအနေနဲ့အမိုက်ကောက်ခြင်းလုပ်ငန်းတွေမှာပြည်သူလူထုပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်ချက်နဲ့အခုလိုပရာဟိတအဖွဲ့တွေနဲ့ပူးပေါင်းကကလင်းရန်ကုန်ကမ်ပိန်းအမိုက်ကောက်လှုပ်ရှားမှုတို့အပြင်မြို့နယ်တွေမှာ အသိပညာပေးမော်တော်ယာဉ်တွေနဲ့လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းအသိပညာပေးလှုပ်ရှားမှုတွေပြုလုပ်လျက်ရှိရလို့သိရပါဗျာ။